မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကလေးကံကောဖလန်နဲ့တီတိန်မျိုးနယ်တို့မှာစစ်တပ်နဲ့တော်လည်းရေမဟာမိတ်တပ်များကြောင့်တိုက်ပွဲများပြင်းထန်ဖြစ်ပြီးစစ်တပ်ဗမာပုံမှုပူကြီးအပေါင်းဤစစ်သားတရားဝင်ကျင်းသိဆုံးစစ်တပ်ပံအချို့နဲ့လက်နက်ခဲယံများပြားတိမ့်မိုက်ရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အကြမ်းမတ်ဆက်တက်ကချင်းပြည်နယ်အတွင်းသို့ထိုးဖောက်ဝင်ရောက်ရန်စစ်ကြောင်းထိုးလာမှုကချင်းတော်လှန်ရေးတပ်များနဲ့မဟာမိတ်တော်လှန်ရေးတပ်များကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြရန်တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးစစ်တပ်ဗမာဗိုလ်မှူးပိုကြီးရပါဝင်တရားဝင်ကျင်တင်ဆောင်ကြောင်းချင်းပြည်အစိုးရချင်းကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်ချင်းမျိုးသားတပ်မတော်နှင့်ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသည့် ချင်းလန့်အစိုးရတပ်ဖွဲ့ဤစစ်ကြောင်းတင်နေစစ်ကြောင်းနေတို့ကအကြမ်းမဲ့စစ်တပ်ကိုကလေးမျိုးနယ်ခံကောင်းမျိုးနယ်ဖလန်းမျိုးနယ်နဲ့တီးတိမ်မျိုးနယ်တို့မှာတိုက်ခိုက်ခဲ့ကြောင်းချင်းလန့်အစိုးရတပ်ဖွဲ့ဤစစ်ကြောင်းတင်ကဘကို PDN ကျောင်းသားတပ်မတော် ABSDN PDF တရင်များပကဖများရောတပတ်ပေါ်စတဲ့မဟာမိတ်အဖွဲ့များနဲ့လက်တွဲရင်းကလေးမျိုးနယ်နဲ့ကံကောင်းမျိုးနယ်ချာမှာစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ် စစ်တပ်ကလေရင်နဲ့တုံတို့ကိုအပြူပြီးတိုက်ခိုက်နေပေမယ့်ချင်းလက်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့်စစ်တပ်ဘာမှပုံမှုပိုကြီးအစင်အရာရှိများအပါအဝင်အင်အားတရာခန့်ကိုချေမောနိုင်ခဲ့ပြီးစစ်တပ်ဘဏ်အချုပ်ဖန်စီရမိကြောင်းလက်နက်ခဲယံများလည်းတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အထင်နာနေသည့်စစ်တပ်ကနှဝင်မာလာ6ရက်နေ့မှာတိုက်လေရင်ဖြစ်လေးချိန်နှဝင်မာလာ14ရက်နေ့မှာ တိုက်လေရင်ဖြစ်9ကြိမ်၊ဝိုင်တွဲလေရင်ဖြစ်2ကြိမ်၊နိုဝင်ဘာလ15ရက်နေ့မှာတိုက်လေရင်ဖြစ်2ကြိမ်၊နိုဝင်ဘာလ16ရက်နေ့မှာတိုက်လေရင်ဖြစ်2ကြိမ်၊ဝိုင်တွဲဖြစ်ဘုံအလုံး90ခန်း၊နိုဝင်ဘာလ18ရက်နေ့မှာ ဇက်ဖိုက်တာပြင်လေးချင်းလေးချောင်းတိုက်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်အလားတူချင်းလက်အစိုးရတပ်ဖွဲ့ဤစစ်ကြောင်းဤကချင်းလက်နေရှင်တဲ့တပ်ပန်းဖို့ PDF ဇိုလန်စာတီတပ်ဖွဲ့များနှင့်လက်တွဲရင်းဖလန်းမျိုးနဲ့ဝေဘူးလာမျိုးချမှာ၎င်းတိတိမ်မျိုးနဲ့ခိုင်ကန်မျိုးချမှာ၎င်းစစ်ကောင်စီတပ်များကိုတိုက်ခိုင်းနေကြောင်းစစ်တပ်ကဇမနီနိုဝင်ဘာလ18ရက်နေ့မှလေးချောင်းတိုက်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ရှင်ဆလဘင်း တောင်တန်းနယ်ပလဲမြို့နယ်တို့မှာတိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှစစ်တပ်ဦးတည်ဆုံဆွဲတရင်ဝင်တင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်တန်းမြို့နယ်မှာအကြမ်းမဲ့စစ်တပ်တဆွဲထားသည့်နေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးခန့်တည်ဆုံခဲ့ကြောင်းတောင်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ နိုဝင်ဘာလ9ရက်နေ့နနက်9:00နာရီကျော်မှာတောင်တာမြို့နယ်အတွင်းစီမြင်းကြံညာဦးမခုတ်ကူလမ်းမိုင်းတမိုက်တောင်ကျေးရွာမှာတက်ဆွဲပြီးပြည်သူများကိုအနှံချင်းနှိစက်တက်ဖြတ်ခြင်းအတိအဓမ္မပေါ်တာဆွဲခြင်းလို့ဆောင်နေသည့်မြင်းကြံတီတာယူမုံပြစောတရားဖွဲနေအကြမ်းမဲ့စစ်တပ်တို့ပူးပေါင်းထားသည့်အင်အား60ခန့်ကိုတော်လိုင်းရဲတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြင်းကြံဘက်မှတက်ကူလာသည့်အကြမ်းဖက်စစ်သားများကမင်းကျော်ရွာနေကြဖို့ရွာတို့ကိုဝင်ရောက်မှွေနောက်ပြီးကြဖို့ရွာမှပြည်သူ15ဦးကိုအသင်အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်နဝေမလာကိုရနေမော်လဲစတနိုင်ခမ်းမှာတမိုက်တာကျေးရွာရှိစစ်တပ်ကိစခန်းကိုတော်လရဲတပ်ဖွဲ့များကထပ်မံတွားရောက်တိုက်ခိုက်ခဲ့ရန်အကြမ်းဖက်စစ်တပ်ဗမာ၃ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ယင်းနေ့မှာမြင်းကျန်တောင်သားလမ်းမိုင်းကိုအကြမ်းမက်စတက်ကင်အင်အား300ခန့်မြေစကြောင်းထိုးလာ၍တောင်သားမျိုးအနောက်ဖက်ဆင်တန်လန်းဂိတ်ကိုတော်လန်ရဲတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးထပ်မံတေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ စစ်ခွဲတွေတပ်ဆွဲထားတဲ့ကဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါထိခိုက်မှုအတွင်းစစ်ခွဲဆယ်ကောင်တင်ဆောင်ပါတယ်ကျွန်တော်တို့တော်လိုင်းရဲ့တပ်ဖွဲ့တွေတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စကော်ပီယံပီဒီအမ်မှတာဝန်ရှိသူကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စကော်ပီယံ PDN ညာဦးခရိုင်တိုင်းအမှန်ကမြင်းကြံခရိုင်တိုင်းအမှတ်၃တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် တောင်နာမြို့နယ်အတွင်းလက်ရှိအချိန်မှာစီးရဲတဲမှနေတာကြောင့်အချိန်မီရတိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးပြည်သူများတရီပြုနေထိုင်ကြရန်မြေတားရက်ခံလိုကြောင်းတောင်နာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်အလာသူစကိုင်းတိုင်းပလဲမျိုးနဲ့မင်းနိုင်ပင်နဲ့နှောကန်ချစီအကြမ်းမဆက်တဲ့အထိုင်ချတဲ့ဆွဲထားသည့်ကာကင်ကိကုံဝင်ရောက်တိုက်ခိုက်မှုစစ်သားတအုပ်တည်ဆောင်ခဲ့ကြောင်းရင်းမဲ့ပင်ခင်ရဲ့တယင်းလေးမှတာဝန်ရှိသူကပြောဆိုပါတယ်။စနေနိုဝင်ဘာလ16ရက်နေ့ နနက်9နာရီခန့်ဝင်းကျင်အချိန်ပလဲမျိုးနဲ့မင်းနိုင်ပင်နဲ့နှောကန်ကြစီအချမ်းမတ်စစ်တပ်ထိုင်ကြတဲ့ဆွဲထားသည့်ကာကင်ကိန်ကုံရဲမဲပင်ခရိုင်ပြူဟာ48 MLA တရင်မှာရဲဘော်3ဦးကဆောင်းတခင်ဝင်းရပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခတ်မှုအတွင်အချမ်းမတ်စစ်တပ်ဘက်မှ2ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများအကြောင်းထိခိုက်ဒဏ်ရာရရှိသူများကြောင့်တော်လရင်ရဲပေါ်များအထိခိုက်မရှိပြန်လဲဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။စစ်ခွဲတကောင်ကြာသွားတာကိုတွေ့လိုက်ပါတယ်။စစ်ခွဲတွေအထံကျတဲ့ဆွဲထားတဲ့ကာကင်ကိန်ပေါင်း ကာကင်းမှာစစ်ကွေးအင်အား9ဦးလောက်ပဲရှိပြီးမလန်မကန်မှာစစ်ကွေးအများပြားကလှမ်းပစ်နေလို့တနက်ကောက်ခွင့်များခဲ့ပါဘူးလို့ရေမဲ့ပင်ခရိုင်တယင်းလေးမှာတာဝန်ရှိသူကပြောဆိုပါတယ်ရှင်။